အလောဘေဒယဟောဇနာဇမဖြစ်ပါလေအလောဘေဒယဟောဇနာဇမဖြစ်ပါလေမိလက္ခမောဇောနဲ့အလောဘေဒယအမှတ်၄ဖြစ်ပါလေ ို့မဟုတ်ခန္ဓာအဝေဝိဒါရင်လည်းအဲ့ဒီအဝေစားမှာချွေးပြေးတော်လကောင်ကြည်ပြေးရတော်လကောင်ရှော့ဖို့ပြရလေခန္ဓာကိုယ်မှာလည်းထုံနေတူစွာမိမိခန္ဓာမှာချွေးထွက်ရတော်လကောင်ဖုံပြေးရတော်လကောင်ရေချိုးလိုက်ရတယ် အဲ့ဒီလိုရှော်လိုက်ဖွက်လိုက်ရေချိုးလိုက်လို့ဆင်းရေချွေးတွေကြီးတွေဖောင်းနေဟာတန်ရှင်းသွားတယ်တန်လောကလူသားတွေရဲ့နေ့စဉ်နဲ့အမျှရှော်ဖွက်နေတဲ့အဝတ်တွေချိုးနေတဲ့ရေတွေအညစ်အကြေးတွေကိုစင်ကြအောင်လုပ်နေတယ်လို့ပါပဲတဲ့ ကိုမှရှိတဲ့အကုသိုလ်တွေကိုမှရှိတဲ့ကိလေသာတွေအဘယ်လေးပါးကိုပုစေတတ်တဲ့အရာတွေဒုက္ခဆင်းရဲကိုပေးစေတတ်တဲ့အရာတွေပေါ့အဲ့ဒီအရာတွေကိုလည်းပဲကုသိုလ်ရည်တွေတရားရည်တွေနဲ့စေကြရမယ်ကိုယ်တို့ရည်တွေတရားရည်တွေနဲ့မလုပ်ရမလဲမလုပ်ရပါဘူး ကုသိုလ်တွေလုပ်နေခြင်းညီကိုမှရှိတဲ့အကုသိုလ်တွေကိုကုသိုလ်ရည်နဲ့စေကြောတလိုမျိုးဖြစ်တယ်။တရားတွေကျင့်နေအာထုတ်နေခြင်းညီဟာလည်းပဲကိုမှရှိတဲ့အညစ်အကြေးတွေကိလေသာတွေကိုစေကြောနေတာနဲ့အတူတူပါပဲ။ဒီလိုမှတ်လိုက်ပေါ့။အညစ်အကြေးရှိရင်ရည်စေးရတယ် ပါတယ်လေ။မိရေရှိရင်ရေးစေးရပါဗျာ။အငြိသေးရှိရင်ရေးစေးရတယ်လို့ပဲတဲ့။အပြစ်တွေရှိရင်လည်းပဲတရားရေးတင်နေဘာလို့อ่ะ။စေးရပါပါဗျာ။အဝတ်တစ်ခုကိုချွေးတွေပေးနေတယ်၊ကြီးတွေပေးနေတာကိုမလျှော်ပဲဒီတိုင်းထားမယ်ဆိုရင်ပိုဆိုးမသွားဘူးလား။ဆိုးသွားပါရဲ့ဗျာ။နောက်ဆုံး ကြီးတွေများချွေးတွေများတဲ့အခါလက်နှေးဆုပ်ဖြစ်တဲ့အထိကိုရောက်သွားမယ်။နောက်ဆုံးအမိုက်ပေါင်းလည်းရောက်သွားမယ်။ဒါဘာကြောင့်လဲလို့မေးရင်မလျှော်မဖွက်လို့ပဲ။အဲ့ဒီလိုပဲဥဒုစင်လူသားတွေမှာလည်းပဲအခုတို့တွေနဲ့နဲ့အများ ရှိတယ်။ကာယကံနဲ့ကျွလွန်တာလား။ဝစီကံနဲ့ကျွလွန်တာလား။အဲ့ဒီအပြစ်တွေကို အခုလိုကုသိုလ်တွေတရားတွေလုပ်ပြီးတော့မစေးကြောဘူးဆိုရင်အပေလေးပါးတီးဟူတော့အမိုက်ပုံးလေးရောက်လာမယ်နော်မှန်ပါဗျာဒါကြောင့်မလို့မိမိတို့တတ်ဆွမ်းသမျှကုသိုလ်တွေလုပ်လို့ကိုနိုင်တဲ့လောက်တရားတွေကြိုးစားပြီးတော့အလုံးလုံးရင်တဏှာကြီးလုံးရင်တဏှာကြီးစေးကြောနေတာနဲ့တူတယ်တခါလုံးရင်တခါစေးကြောနေတာနဲ့တူတယ်အဝိကောမလျှော်လို့မဖြစ်တယ်လို့ ရေကိုတနေ့တစ်ခါလောက်တော့မချိုးပဲမဖြစ်သလိုကိုယ်တဏ္ဍာမှာရှိတဲ့အညစ်အကြေးတွေကိုလည်းမစေးကြောလို့မဖြစ်ဘူးလို့ဒီလိုမှတ်ထားမယ်နော်မှန်ပါဗျာဒါကြောင့်မလို့မိလက္ခမုတ်ဆိုးကအပြစ်တွေများတယ်လေမှန်ပါသူကနေပေါင်း90ဘာနာတိပါဒကအပြစ်တွေကျူးလွန်ထားတော့သူများအသက်တွေကိုတန်းထားတဲ့ခါကြတော့သူ့မှာကဒီအပြစ်တွေရှိနေတယ်အဲ့ဒီအပြစ်တွေကို သူ့ရဲ့တဏ္ဍာမှာရှိနေတဲ့အပြစ်တွေကိုစင်ကြယ်စေဖို့အတွက်စေကြောတဲ့အခါမှာစတင်ပြီးတော့စေကြောနေတဲ့အချိန်မျက်စိမိတ်လိုက်တာနဲ့သူလှုပ်ထားတဲ့အရာတွေကဘာနာတိပါဒကံတွေကမျက်စိတွေထဲဘာဖြစ်နေလဲမြင်အောင်နေတယ်ဒီအရာတွေနဲ့သာဆိုရင်တော့ငါတော့သင်္ကန်းဝင်းနေဒီအရာတွေမြင်ရောနေအကုသိုလ်တွေပုံများကုန်မယ် ဒါထွက်ချင်းစိတ် ပေါက်တယ်။ငါကမထေကတားပြီးတော့ငရဲမှာခံစားနေရတာတွေကိုပြတယ်ငရဲမိကိုပြတဲ့အခါကြောက်လန့်ပြီးတော့တောင်ဝင်ကားတွေဖြစ်ကြောက်စိတ်တွေပေါ်ပြီးတော့အရင်ဆုံးစိတ်ကိုနိုင်အောင်ထိမှပဲဆိုပြီးတော့မိမိရဲ့စိတ်ကိုနှာခေါင်းဝါးလေးမှထပ်ပြီးတော့ဥစွာပထမစိတ်တွေဘယ်သူနဲ့ပေါ့ပြင်းပြပါပါတယ်ဗျာဟုတ်တယ်နောက်ဘယ်သူနဲ့ပေါ့ပြင်းပြပါပါတယ်ဗျာတတိထွက်လေဝင်လေလေးကိုတတိထားတယ် ဝရိယမိမိရဲ့စိတ်ကိုဒီနေရာမှာရအောင်ကြိုးစားမယ်ဆိုတဲ့တည်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဝရိယလုံနိုင်တဲ့အချိန်လေးလုံးမှာပဲဆိုတဲ့ဝရိယအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါနှာတိပြမှာစိတ်ကတည်ငြိမ်သွားတော့တမာတိတည်သွားတယ်စိတ်ငြိမ်သွားပြီဒါဆိုမိမိရဲ့စိတ်ဒီနှာတိဝမှာပဲရှိနေတာဖြစ်တဲ့အတွက်အာယုန်တစ်ပါးစိတ်မသွားတော့တဲ့အတွက်ဟောပါဏတိပါဒကံဒီဟာ သူမျက်စီထဲမှာမပေါ်တော့သူ့အာယုံထဲမှာမလာတော့အာယုံတွေကိုဖြတ်တောက်ဖြစ်တာပေါ့တမာဓိကအာယုံတွေကိုဖြတ်တောက်တယ်ဒီစကားလေးသိချင်မှတ်ပါနော်တမာဓိကဘာတယ်လဲအာယုံတွေကိုဖြတ်တောက်ဖြစ်ပါတယ်ဗျာဘယ်အာယုံရှိမှမသွားအောင်ပေါ့မိသားစုအာယုံစည်းဝါးအာယုံမြင်ကြအာယုံအဲ့ဒီအာယုံတွေရှိကိုမသွားအောင် တတိရှိတယ်ဝရိယရှိတယ်စိတ်ငြိမ်တယ်နာတိပြန်လေးမှာပဲရှိနေတယ်ဆိုတော့အာယုန်တွေနဲ့ပြတ်တောက်သွားတာပေါ့အဲ့ဒါတမာတိရဲ့အစွမ်းဘာရဲ့အစွမ်းတမာတိရဲ့အစွမ်းပါဗျာဘာကိုဖြတ်တောက်မလဲအာယုန်တွေကိုဖြတ်တောက်ပြပါတယ်ဒါဆိုယောဂီတို့တရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေကစတင်ပြီးတော့အာထုတ်ပြီးအရိယာပုဒ်မြတ်တအောင်ထိုင်ပြီးပြီတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာငြိမ်ငြိမ်လေးထိုင်မယ်ဆိုတော့ ကိုယ့်ရဲ့အဋ္ဌဌံလေးနဲ့ကိုထိုင်ပြီးပြီဆိုစိတ်တည်နာတိဝါလေးမှာထားပြီးတော့ဝင်လေထွက်လေကိုတတိဝရိယသမာဓိနဲ့အလုလုနေလိုက်တဲ့အခါနာတိပြမှာစိတ်ကလေးငြိမ်သွားတယ်ငြိမ်သွားပြီဆိုရင်အာယုန်နေဟာသူ့ရဲ့တဏ္ဍာမှာမလာတော့မြင်စိတ်လည်းမပေါ်ဘူးကြားစိတ်လည်းမပေါ်ဘူးအဲ့ဒါအာယုန်တွေကိုသမာဓိကဖြတ်ပစ်တယ်တဲ့အဲ့တော့ကိုအားထုတ်နေတဲ့အချိန်မှာ စိတ်ဒီကိုနဲ့တူတကောဟာရှိနေတယ်ဆိုရင်ကိုဒီအာယုန်တွေကိုတမာတိနဲ့ဘာလုံးနိုင်တဲ့လူလဲမနဲ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဟိုအာယုန်ရောက်သွားလိုက်ဟိုလူအကြောင်းတွေးလိုက်ဒီအာယုန်ရောက်သွားလိုက်ဒီလူအကြောင်းတွေးလိုက်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကြည်တော်သာတရားထိုင်နေတယ်လို့ဖြစ်တော့အာယုန်တွေကို တွေးနေတယ်ဆိုတော့ကိလေသာတွေကိုလက်ခံနေတာပေါ့မြတ်စွာဘုရားကမနေ့ကဘုံဘုံတို့ပြိဿသမုပ္ပါမှာတဏှာကိုပြောပြီးတဏှာ လောဘယန္တုတဏ္ဍလောဘကိလေသာဘာလဲယန္တုပါဗျာကိုယ်ဝန်းထဲမှာအဲ့ဒီကိလေသာတွေပေါ်နေတယ်ဆိုရင်ကိုယ်ဝန်းထဲမှာယန္တုတွေရောက်နေတာလည်းမတူဘူးလားတူပါတယ်ဗျာနှိမ့်ဆက်ခြင်းကိုခံရမယ်နော်မှန်ပါယန္တုဆိုတာကအကောင်းကိုဥတည်မှလားအဆိုးကိုဥတည်မှလားတချင်မဟုတ်တချင်စိုးအောင်လုပ်မှာနော်မှန်ပါဗျာအဲ့ဒါယန္တုယန္တုတိကိလေသာအဲ့တော့ အာယုံတော့ကိုကိုကတွေးနေတယ်ဆိုတဲ့ကကိုကကိုနဲ့သူတို့ကစိတ်တည်မရှိဘူးဆိုတဲ့ကကိုကကိုဝမ်းထဲမှာရန်သူတွေဝန်းနိုင်ချင်ရောက်နေပြီကိုသည်အာယုံတွေကိုမဖြတ်တောက်နိုင်တဲ့လူတရားဖြစ်နေတယ်ဒါဆိုတမာရီမတည်တဲ့လူတရားဖြစ်နေတယ်ကြီးတော်သာပဲတရားကျင့်နေတယ်ဆိုပေမဲ့လို့တမာရီမှာမရှိဘဲနဲ့ဒီပုဂ္ဂိုလ်ကတရားကျင့်တဲ့လူလို့ပြောလို့ရလားမရပါဘူးခင်ဗျာနာမည်သာယောဂီ နာမည်သာတရားဝင်နေတယ်နာမည်သာတရားကျင့်နေတယ်ဆိုပေမဲ့လက်တွေ့ကြကြကြတော့အာယုံတွေကိုလက်ခံပြီးတော့တွေးနေတယ်တမာရီမရှိရင်အာယုံတွေဝင်နှောက်ရှက်ခြင်းကိုခံပြီးတော့တွေးစိတ်ပေါ်လိုက်ကြားစိတ်ပေါ်လိုက်နံစိတ်ပေါ်လိုက်စားစိတ်ပေါ်လိုက်ထီစိတ်ပေါ်လိုက်တွေးစိတ်ပေါ်လိုက်ထိုင်နေရင်မှကိုအဲ့ဒီစိတ်တွေပေါ်နေတယ်ဆိုရင် ယောဂီတို့ရဲ့တဏ္ဍာမှာတမာတိဒီလိုလားမဒီလိုလားမဒီလိုပါဗျာမိလက်ခကြိုးစားနေပြီနော်မှန်ပါဗျာမိလက်ခဘာလုပ်နေလဲကြိုးစားနေပြီဟိုမှာငရဲမိကိုလည်းမြေဝါထင်ထင်မြင်လိုက်ရပြီငရဲသားတွေကိုလည်းမြေဝါထင်ထင်မြင်လိုက်ရပြီဒီလိုတွေလည်း28ရက်နေတော့ငါမြေငလျင်ကြောင့်ပြီးသေးတဲ့လူတွေကိုမြေဝါထင်ထင်မြင်ရပါတတိဒါပေါ့နော်မှန်ပါ တည်ခြင်းတရားဆိုတာငလျင်မရဲ့မဟုတ်ဘူးခန္ဓာရရင်တနည်းသိမှာပဲမတည်ခင်ချိန်ကကာလလေးမှာကိုယ့်ဘက်ကနေပြီးတော့တည်ရဲ့အောင်သို့မဟုတ်နေရဲ့အောင်ဘယ်လိုလဲတည်ရဲ့အောင်နေရဲ့အောင်အမနေရလို့တည်မယ်ဆိုရင်လဲရဲ့ရဲ့ဝုန်းဝင်းကိုတည်မင်းကိုရင်ဆိုင်ပြလိုက်ကိုယ်မှာတရားရှိရင်ရင်ဆိုင်ရဲတယ်နော်မှန်ပါဗျာကိုယ်မှာအာကိုရှိရင်ရင်ဆိုင်ရဲတယ် ဘာအာဟုလဲဆိုရင်ကုသိုလ်အာဟုတရားအာဟုပေါ့သာသမီကတော့ဘဝဒီတခဏပဲမိသားစုကတော့ဒါပဲအာဟုရမှာမျက်စိမေ့ကြည့်လိုက်ကိုမကုသိုလ်တွေရှိတယ်အာယုံပြုကြည့်လိုက်ကိုမဝါမျက်ထားတဲ့တရားတွေရှိတယ်ကိုသည်ယောဂရှိလို့ပဲဖြစ်ဖြစ်ယောဂမရှိလို့ပဲဖြစ်ဖြစ်သိမယ်သိရလိုက်ဘာကြောင့်လဲဒီဘဝသိပြီးရင်ငါဒီအပယ်လေးပါမတော်ဘူးလူပြင်းနေပြီဘဝကောင်းတစ်ခုကိုတတ်သွားမှာပဲဆိုတော့အာကိုနဲ့ယုံကြည်ချက်ရှိရင် ဒီပုဂ္ဂိုလ်ကဘာမသိရဲစရာရှိတယ်ဟုတ်လားဒီဘဝလဲသူကတိနောင်ထပ်ရောက်ရင်လဲသူကတိပဲกูလဲကောင်းတယ်ကောင်းတယ်ဒါဆိုသွားရတာပေါ့ဟုတ်လားဒီနေရာကြီးမှလဲကောင်းကောင်းမွန်မွန်ရှိတယ်နောက်တနေရာသွားရင်လဲဒီလိုပဲကောင်းကောင်းမွန်မွန်ကြီးပဲရှိတယ်ဆိုရင်မသွားရဲစရာမရှိပါဘူးရဲရဲဝင်းဝင်းကိုဘာလို့လဲသွားလိုက်ပါဘောဟုတ်လားအဲ့ဒါပဲကိုယ်တဏ္ဍာမှာကုသူတွေ အာကိုထိုက်အောင် ရှိနေတယ်အာကိုထိုက်အောင်ဆိုတာကအများကြီးကုသိုလ်ကို လုပ်တာမှအာကိုထိုက်တယ်လို့မဆိုလို့ဘူးကုသိုလ်လုပ်တဲ့အခါမှာတဒါအဲ့ဒီကုသိုလ်နဲ့ပတ်သက်တဲ့ယုံကြည်မှု စေတနာဘာမှအဲ့ဒီအရာနဲ့ပတ်သက်လို့လူကျင်မှု တောင်းတမှုတွေမပါဘူးလှူရှင်တဲ့စိတ်တကယ့်ကို ကြီးညိုပြီးတော့လှူရှင်တဲ့စိတ်တဒါနဲ့စေတနာပေါင်းပြီးတော့ ကြည်ကြည်နူးနူးလေးနဲ့ကြည်ကြည်နက်နက်ကလေးနဲ့နင်းနေများများလှူဒန်းထားတဲ့ကုသိုလ်ဟာအဲ့ဒါတေချာတဲ့ကုသိုလ်ပဲအဲ့ဒါပါလေတေချာတဲ့ကုသိုလ်ပါအဲအများကြီးတော့လှုပ်ထားပြီးတော့အဲ့ဒီကုသိုလ်နဲ့ပတ်သက်လို့မကြည်နူးဘူးစိတ်ထဲမှာမကျင့်နှက်ဘူးဆိုရင်ဘယ်လိုမှအာရုံပြုလို့မရဘူးအာရုံပြုတိုင်းမကျင့်နှက်တာတွေပဲဖြစ်နေမှာဒါကြောင့်လူကြီးတွေလှုပ်တယ် အလူဘွဲမှာပြဿနာတွေတက်တယ်ရန်နေဖြစ်တယ်ကျွေးရမွေးရတာတွေအစင်မပြေတာတွေဖြစ်တယ်အလူဘွဲတာပြီးသွားတယ်စချမ်းသာမှုမရှိဘူးအဲ့ဒီအလူရှင်ဟာဘာလို့အာယုံပြုတ်မှလဲဘာမှအာယုံပြုတ်လို့မရဘူးပြန်အာယုံပြုတ်တိုင်းအဲ့ဒီရန်ဖြစ်တာတွေမြင်နေမယ်အဲ့ဒီပြဿနာတက်တာတွေမြင်နေမယ်ဒါအာကိုထက်တယ်လို့ပြောလို့မရဘူးလက်စွန်းတယောက်မှလှူတော်လဲပဲ စိတ်ထဲမှာជីជីနူးနူးជីជីနက်နက်ကလေးဆိုရင်အာယုံပြုတ်တိုင်းကျင်တဲ့ဝမ်းသာတယ်ဒါတေချာတဲ့ကုသိုလ်ပဲအဲကြောင့်ကုသိုလ်ရှိရင်လည်းကြိုက်တဲ့အချိန်ထွက်သွားလို့ရတယ်တရားရှိရင်တော့ပုံတေချာတာပေါ့နိဗ္ဗာန်တော်၎င်းသို့မဟုတ်ဒုက္ခတိတော်၎င်းတရားကဧကမုတ်ချရနိုင်တာဖြစ်တဲ့သူသိမယ်ဆိုလဲရဲရဲဝွတ်ဝွတ်ငို့ဘာဖြစ်ရဲလဲသိရပါတယ်ခင်ဗျာအဲ့ဒါအကုရှိလို့ နေမယ်ပေါ့အကရေကိုကမသေးတော့သေးဘူးနေအောင်မယ်ဆိုရင်လည်းကို့မှာကုသိုလ်ကို့မှာရှိတဲ့တရားတွေနဲ့အနာဂတ်ရက်တွေလတွေကိုကြော်ဖြတ်သွားမှာပဲအေးချမ်းစွာဖြစ်ဒါကြောင့်မလို့ကိုယ်တန်လာမှာရှိတဲ့ရှိတတ်တာတွေရှိထားဖို့မလိုဘူးလားလိုပါတယ်ဗျာကြိုးစားထားပေါ့မှန်ပါပါဗျာမလုပ်ထားမလဲကြိုးစားထားပါပါဗျာဂျမ်းမာတော့ကိုလွတ်တယ်နော်မှန်ပါပါဗျာဂျမ်းမာနေတဲ့အခါမဂျမ်းမာတာကိုအမှတ်မဲ့ပဲ မကြမ်းမှာဦးအိရာလဲလဲပြီဆိုကမှကြမ်းမှာတုန်းကအချိန်တွေကိုပြန်တောင့်တနေတည်းအဲ့ဒီချိန်တုန်းကဘယ်သွားလဲရတော်လီစားဘာလုလဲရတော်လီစားဘယ်ရမှာဘလို့တော့ပြီးတော့ဘာတွေဖြစ်ခဲ့လုခဲ့ရတော်လီစားဆိုတာနောင်တရနေတော့အလကားပဲမတော်နိုင်မှာတော့ဘာမှကိုလုလို့မရတော့ဘူးကိုရီးယားတော်နိုင်လို့ကိုလုထားပါစူးစမ်းထားပါနော်ကိုဒီမှာမိလက်ခကြည့်အာယုန်တွေကိုဖျက်ပစ်ထားတော့တတိနဲ့ဖျက်တယ် ဝရိယနဲ့ဖြတ်တယ်တမာတိနဲ့ဖြတ်လိုက်တဲ့အခါကျတော့ပါဏတိပါဒကံအမြင်အာယုံ၄စီကိုသွားသေးလားသွားတော့ပါဗျာဒါဆိုပြန်ပြောလိုက်တမာတိဒီအာယုံကိုဖြတ်တယ်ညောအဲအဲ့တော့ကိုတန်တန်မှာအာယုံဖြတ်နိုင်တဲ့လူဒီငါမှတမာတိရှိလို့ပဲမက်ခင်၅ပါးတဲ့ကမက်ခင်၃ပါးရှိနေလို့ပဲတတိဝရိယတမာတိတမာတတိတမာဝိုင်းမှာတမာတမာတိအဲ့ဒီ၃ပါးရှိနေရင် အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ဒီကိုနဲ့တူတကွာရှိအောင်ထားနိုင်တဲ့လူသည်အာယုံကိုဖျက်တော့ထားတယ်အဲအဲ့ဒီသုံးပါးမရှိဘူးဆိုရင်တော့စိတ်ကတော့သွားကျင်ရသွားနေမှာပဲတွေးကျင်တွေးနေမှာပဲဒါကြောင့်မလို့အာယုံကိုဖျက်တော့နိုင်တာဒီဘယ်လိုလဲဟဲ့ဟုတ်ပြီဟုတ်ပြီဟုတ်ပြီအခုဒီမှာမိလက်ခကမျက်စိထဲမှာမြင်တဲ့အရာတွေကိုတတိဝရိယတမာတိနဲ့ထွက်လေဝင်လေကိုရှူပြီးတော့အဲ့ဒီလိုဖျက်တော့မလိုက်တဲ့အခါကျတော့ဗနာတိပါဠကံလည်းမလာတော့ဘူး မရှိတော့မမြင်အောင်တော့ဘူးပေါ့သူရနှာသီးပြားမှာပဲစိတ်ကိုညင်အောင်ထားသွားတာအာယုန်တွေကိုဘလုတ်ပလိုက်ဖြတ်ပလိုက်အဲ့ဒါဘယ်သူလဲတမာဒီဟုတ်ပြီတမာဒီတည်တော့တော့နောက်ကညင်နေပေါ်လာတမာဒီတမာသင်္ကပ္ပတည်ဟိုတော့ညင်နေပေါ်လာတဲ့အခါကျတော့အဲ့ဒီညင်ကသူကဝင်သွားတဲ့လေရဲ့မမြဲပုံထွက်သွားတဲ့လေရဲ့မမြဲပုံနောက်ဆုံးမိမိခန္ဓာကြီးရဲ့မမြဲပုံတွေးကြုံခံစားတဲ့အရာတွေရဲ့မမြဲပုံအဲလူတွေက တရားထိုင်နေတဲ့အခါမှာပဲအဲရုပ်မမြဲဘူးနာမမြဲဘူးဝေဒနာမမြဲဘူးเนาะမြင်စိတ်ကြသိမမြဲဘူးအဲဒီလိုဒီလိုမှတ်ကြတာကြံတဲ့အချိန်တွေကြတော့မြဲနေတယ်လို့ပဲကြံတဲ့အချိန်တွေလည်းတောလာလှုပ်ရှားတိုင်းမှာလည်းမြင်သမျှအရာသည်မြင်ပြီးရင်ပျောက်ကွယ်သွားတယ်ဒီလိုတယောက်ကိုအခုမြင်လိုက်တယ်သူတွန့်သူတွားနေတာဆိုလို့ကိုမျက်စိအောင်မှမရှိတော့ဘူးဒီလိုကိုယ်နာမှရှိတော့ကစကားပြောသွားတယ်သူဟိုဘက်ရောက်သွားတဲ့အခါဒေတာမကြားတော့ဘူး အဲ့ဒါနေရာဘာလဲမေးဖြစ်လိုက်ပြက်လိုက်သွားသွားလာလာ အချိန်နေမှာလည်းပဲဖြစ်ပြက်လို့ဆိုတဲ့တရားလေးကိုနှလုံးသွင်းနိုင်မှုလိုပါတယ်ဟုတ်လားမှန်ပါဗျကိုနဲ့ဓာတ်ရိုက်တော့လည်းကောင်းသို့မဟုတ်အင်တာလိုက်တော့လည်းကောင်းတချို့ကကိုနဲ့ဓာတ်ရိုက်ပြောတာလည်းရှိတယ်သို့မဟုတ်တဆင့်ပြောရတာလည်းရှိတယ်အဲ့ဒီအရာတွေမဲ့ကောင်းကောင်းဆိုးဆိုးအလုံးကလည်းဖြစ်ပြက်ဒုက္ခသစ္စာ ဲ့တော့ဗဇက်ကစိုးနေဖို့ကိုပြောတာမဟုတ်ဘူးเนาะတွားလာလှုပ်ရှားနေထိုင်တဲ့အချိန်မှာလည်းပဲမြင်သမျှဒီဒီလည်းမြင်လိုက်ပြက်လိုက်ပဲမြင်လဲပြောက်လိုက်ပဲကြားသမျှအရာဒီဒီလည်းကြားလိုက်ပြောက်လိုက်ပဲစားသမျှအရာဒီဒီလည်းစားပြီးပြီးသွားပြန်ရောတပုံတန်နဲ့တတမတ်တဲ့တခုတဲ့တနေရာလည်းဖြစ်နေတာဘာမှမရှိဘူးအားလုံးဟာ ရွေလျားပြီးတော့ပြောင်းလဲပြောင်းလဲပြောင်းလဲပြည့်စည်ပြည့်စည်ပြည့်စည်သွားကြတာအဲ့ဒီသဘောတရားဟာတရားထိုင်နေတဲ့အခါမှာလဲထွက်လေဝင်လေရဲ့အပြည့်ရုပ်ရဲ့အပြည့်ဝေဒနာရဲ့အပြည့်ဒွါယချပါရဲ့အပြည့်ဒီခန္ဓာဘက်ကပေါ်လာတဲ့အရာမှန်တဲ့အဒီပေါ်ပြီးရင်ပြည့်တရားကျင့်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုညံအလုတ်လုံးမှုကိုပိုင်ပိုင်နိုင်နိုင်လောက်ရတယ်နော် စောစောကအာယုန်တွေကိုဖြတ်တော့တယ်ပေါ်လာတယ်အဲ့ဒီအာယုန်မှန်သမျှဒီညာကကြည့်ကြလိုက်ပြက်ပြက်ကိုပြက်တယ်နော်ဝေဒနာနားနေတယ်ပေါ့ကျင်းနေတယ်ပေါ့အဲ့ဒါကသူကဝေဒနာရဲ့သဘောကသူကစူးစိုက်ပြီးတော့ကြည့်မှအပြက်ကိုမြင်တာအဲတာမန်ကြည့်ုံတော့ကတော့ဝေဒနာကမပြက်ဘူးလို့ထင်တယ်နားတယ်ပိုးနားလာတယ်ပိုးဆိုးလာတယ်အဲသူကဒီလိုပဲ မပြတ်ဘူးလို့ထင်နေတာအမှန်တကယ်ကနာတယ်ပိုးနာလာတယ်ပိုးဆိုးလာတယ်ဆိုတဲ့ကကိုကအဲ့ဒီမှာတူသလားတူပါဘူးခင်ဗျာစနာတာကနည်းနည်းပဲတူတဲ့နည်းနည်းပိုးဆိုးလာတယ်ပိုးဆိုးလာတယ်ဆိုတဲ့ကနည်းနည်းကနေပိုးဆိုးသွားတယ်ဆိုတော့တူလို့လားမတူလို့လားတူပါဘူးခင်ဗျာကိုယ်ပဲဆိုးတဲ့ဆိုးလာတယ်ဆိုတော့တူသေးလားတူပါဘူးဒါကြောင့်ဝေဒနာတည်လဲစဖြစ်တာကနည်းနည်းပြီးရင်တူတဲ့နည်းနည်းများလာတယ်ပြီးရင်မခံမရနိုင်အောင်ဖြစ်လာဟုတ်လား ဒါကြောင့်မဟုတ်ဆရာတော်ကြီးကဘာပြောလဲလို့ဆိုတော့ဝေဒနာအကြီးကြီးကိုကြောက်ရင်ဝေဒနာအသေးလေးတဲ့ကစัจကြည့်ဒါနာနေမှကြည့်လို့တော့မနိုင်တော့ဘူးလေအဲ့တော့ဆရာတော်ကြီးကဥပမာဘာပြောလဲယောဂအကြီးကြီးကိုကြောက်ရင်ယောဂအသေးလေးတဲ့ကစကုဟုတ်လားဝေဒနာအသေးလေးတဲ့ကစကုမှဒီဝေဒနာကတက်တာတော့မှာလေ ဝေဒနာကလွန်နေပြီယောဂကလွန်နေပြီဆိုတော့မလိုက်နိုင်တော့နာမှုကျင်မှုကတအားပြင်းထန်ပြီဆိုကမှကြည့်မယ်ဆိုမနိုင်တော့ဘာကြောင့်လဲဆိုတော့ तू ကဝေဒနာကပြင်းထန်နေတော့ကိလေသာအားကောင်းသွားတယ်ညာအားကနည်းသွားပြီစောစောတည်းကကိုယ်ကစัจကြည့်ထားမယ်ဆိုညာအားကကောင်းနေတယ်ကိလေသာအားနည်းနေတယ် तू ကနည်းတာနဲ့များတာများတာကနိုင်တာပဲလေ ဘယ်အရာပဲဖြစ်ဖြစ်အင်အကရုများတဲ့ဘက်ကနေပြီးတော့အတသွားတာအဲ့တော့အခုယောဂီတို့ကအာယုန်တွေကိုဖြတ်တုတ်တဲ့တမာတိတိနာတိဝါလေးမှာစိတ်ကိုငြိမ်အောင်တတိဝရိယနဲ့တမာတိနဲ့ပေါက်စိတ်ကိုပေါက်ပြီးတာနဲ့တမ္မာဒိဋ္ဌိကောင်းစွာမြင်မယ်။ဘာမြင်တာလဲ။ယုံနာမယ်မြင်။ဘာပဲမြင်။ယုံနာမယ်။အဲအဲ့ဒါကောင်းမလားမြင်တယ်အမှန်မြင်တယ်လို့ပြောတာ။မှန်ပါဗျာ။နော်။ မှန်မှန်ကန်ကန်မြင်တတ်တယ်လို့ပြောတာနောက်တစ်ခုမိမိမျက်စိနဲ့လူတွေကိုကြည့်မယ်ဒါယုံနံလို့မြင်တယ်အဲ့ဒါမှန်မှန်ကန်ကန်မြင်တာပဲလူလို့မမြင်ဘူးနော်မှန်ပါဗျာနတ်လို့မမြင်ဘူးနော်အမျိုးသားမျိုးသမီးလို့သူကမမြင်ဘူး तू မျက်စိထဲမှာယုံနံလို့ပဲ तू မြင်တယ် तू စိတ်ထဲမှာဒီလိုမြင်တာပေါ့တကယ်မြင်နေတာကတော့ပဂတိရုပ်ခန္ဓာယူလို့မြင်နေတာပေါ့သူ့ပြင်မဲ့လို့သူ့ရဲ့စိတ်နဲ့သူ့ရဲ့အသိစိတ်ရဲ့မြင်စိတ်မှာကြတော့ယုံနံ အဲ့ဒါသမ္မာဒိဋ္ဌိကောင်းစွာမြင်တယ်ဒါကိုပြောတာအခုတရားထိုင်နေတယ်ငါထိုင်တာမဟုတ်ဘူးအမျိုးသားမျိုးသမီးထိုင်တာမဟုတ်ဘူးယုံနာပါလေယုံနာအဲ့ဒါသမ္မာဒိဋ္ဌိပဲဟုတ်လားသမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဆိုတာသမ္မာဆိုတာကောင်းစွာဒိဋ္ဌိဆိုတာမြင်တာယူတာကောင်းသောအယူကောင်းသောအမြင်ဟုတ်လားဒါဆိုတော့ကောင်းလို့စထိုင်ပြီဆိုရင်လူငယ်လူကြီးအားလုံးဒီ ထိုင်တာပါလေယောထိုင်တယ်လို့သိတာနာအဲ့ဒါတမာရီတည်းရဲ့အမြင်ပဲဟုတ်လားမမကန်ကန်မြင်တာပေါ့တမ္မာတင်ကပ္ပကောင်းစွာကြံစီတယ်အကြံစီကလည်းအရေးကြီးတယ်နော်ကြံစီကလည်းမှားသောအကြံစီတွေဖြစ်နေတယ်ဆိုရင်လည်းမိစ္ဆာဖြစ်သွားမှာပေါ့ဟုတ်လားမှန်သောအကြံစီဖြစ်မှာပါလေတမ္မာမှန်သောအကြံစီကဘာလဲဆိုရင်ဒီယုံနဲ့ဒီနံသည်ပြည့်နေတဲ့တရားပဲ ဒီလိုမှန်မှန်ကန်ကန်ကြံစည်တာဟုတ်လားအခုတတော်ကောင်းတို့ထိုင်းနေတဲ့ရုပ်ကိုပဲကြည့်ထိုင်းနေရင်ထိုင်းနေရင်ထိုင်းနေရင်ကိုပဲဖရလောင်းဥဒိယဘဒ္ဒမင်းသားကရတောတရားအလောင်းဥဒိယဘဒ္ဒမင်းသမီးကိုပြောတာဟုတ်လားကြံတဲ့ချိန်တွေကိုအသာထားလိုက်တယ်ဥရနာရာကြံတဲ့တဲ့ကိုအသာထားလိုက်နင့်ကုန်ဒီငါအခုကြည်နေရင်မှကိုပဲနင့်ရုပ်တရားကြီးကအိုးသွားတယ်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 ကြည်နေရင်ကိုဖြစ်တာနော်မှန်ပါပါဗျာ မမှန်ဘူးလားမှန်ပါတယ်ခင်ဗျာအခုတယောက်နဲ့တယောက်ကြည်နေတယ်ကြံတဲ့ချိန်နေရက်တွေလားတွေအသာထောင်းတယောက်နဲ့တယောက်ကြည်နေရင်ကိုကြည်နေရင်ကိုပြိုးပြူသွားတာလားအိုးအိုးသွားတာအိုးအိုးသွားတာအဲအဲ့ဒါပဲဒီရုပ်ရဲ့ပျက်စီးပုံက나이ကမှဓာခဲကုံရင်ရက်ရင်ရက်သွားမယ်ဒီရုပ်တရားကအိုမြဲတိုင်းအိုးနာမြဲတိုင်းနာတေးရဘက်ကိုသွားမြဲတိုင်းသွားလုံးဝမရက်ဘူးသူကအဲ့လည်းသွားနေတာပဲစားလည်းသွားနေတာပဲဒီခန္ဓာရဲ့ လှုပ်ရှားမှုကအမြဲတမ်းတွားနေတာမရဘူးဒါကြောင့်မလို့ဥဒိယဘဒ္ဒမင်းသမီးရေတော်ရရအလောင်းကိုဘုရားလောဥဒိယဘဒ္ဒမင်းသားကြီးကပြောတာဥဒိယဘဒ္ဒမင်းသမီးတဲ့ကြံတဲ့ချိန်နေအိုနာသေးဆိုတာထားလိုက်စမ်းနေငိုလေးငါအခုကြည်နေရင်မှကောနေရုပ်ကအိုးနေပြီတဲ့အိုးအိုသွားတယ်တဲ့တပြေးပြေးတံပိုးကြီးကြကြသွားတယ် ီစကားမမှန်ဘူးလားမှန်ပါတယ်ဒါဆိုတို့တို့ထိုင်းနေတဲ့ယောက်ကလည်းထိုင်းနေရင်းမှာကိုကိုသွားတယ်နာသွားတယ်တရားဘက်ကိုနီးသွားတယ်အဲ့ဒါကမှန်မှန်ကန်ကန်ကြံစီတတ်တဲ့အကျံစီပဲဟုတ်လားစိတ်လည်းဒီလိုပဲတပြေးပြေးတပြေးပြေးဒီစိတ်တွေကနေခွန်အားတွေကြ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 သွားတာတံပိုးတွေကြ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 သွားတာဒါကြောင့်မလို့ယုတ်လည်းမမြဲတယ်လို့စိတ်လည်းမမြဲဘူးဒီယုတ်နဲ့စိတ်ကိုမှဒီနှစ်ခုပဲရှိတယ် အဲ့ဒီနှစ်ခုတော့မမြဲဘူးဆိုရင် ရုပ်ကိုအမိပြုပြီးတဲ့နာရာကျင်နာထုံနာကြိုက်တာဝေဒနာကတော့မြဲလားမမြဲပါဘူးစိတ်ကိုအမိပြုပြီးတော့ခံစားတဲ့ဝေဒနာတွေကတော့မြဲလားမမြဲပါဘူးရုပ်လည်းဖြစ်ပြဲဝေဒနာလည်းဖြစ်ပြဲစိတ်လည်းဖြစ်ပြဲဝေဒနာလည်းဖြစ်ပြဲစိတ်မှာခံစားတဲ့ဝေဒနာတွေလည်းဖြစ်ပြဲပဲအဲ့ဒါကြတော့ပညာမဲ့ကင်နဲ့ကြည်တာအဲ့တော့မိလက္ခကအရင်ဆုံးဘာနာတိပါဒကံနဲ့မျက်စိထဲမှာမြင်အောင်လေတဲ့အဲ့ဒီအာယုန်တွေကိုဘာနဲ့ဖြတ်ပြလဲ လှုပ်ပါလှုပ်ပါဘာနဲ့ဖြတ်ပြေးလဲတမာရီနဲ့ဖြတ်ပြေးလဲကိုသူတော်ကောင်းတွေလည်းတရားထိုင်နေတဲ့အချိန်မှာမျက်စိမိတ်လိုက်တာလားအာယုန်တွေမပေါ်ဘူးလားပေါ်ပါတယ်အဲဘာနဲ့ဖြတ်ပြေးရတမာရီနဲ့ဖြတ်ပြေးထွယ်လေသည်ဝင်လေသည်တတိထားမယ်ဝရိယဆိုင်မယ်တမာရီဒီမယ်စိတ်ငြိမ်အောင်လုပ်ရင်အဲ့ဒီအာယုန်တွေအကုန်ပြတ်သွားမယ်အဲအာယုံပြတ်သွားတာနဲ့တမာတိတိတန်နဲ့တမာတိတိတမာတန်ကပညာမကိနဘာကပေါ်လာတဲ့ယုံနံလို့ဒီယုံနံလို့မြင်ယုံနံဖြစ်ပြဝေဒနာ ဖြစ်ပြဲဖြစ်ပြဲကဒုက္ခသစ္စာတိရညာကဖြစ်ပြဲနဲ့မဲ့ဖြစ်ပြဲနဲ့မဲ့ဆိုတော့အာယုန်တွေလည်းဖြတ်တောက်ထားတယ်မက်ကလည်းဝင်လာပြီဆိုတော့အပြစ်တွေကို ရေစေး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 ချပြတာမဲ့ဝင်လာမှရေစေးတာနော်မှန်ပါပါတမာရီတည်တယ်နောက်ကအပြက်လို့ဆိုတဲ့ပညာမက်ကေနှစ်ပါးဝင်လာပြီဆိုအဲ့ဒါယုံလဲအပြက်စိတ်လဲအပြက်ဝေဒနာလဲအပြက်ဆိုအဲ့ဒီအပြက်တရားတွေကိုကြည်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 နေရင် အညစ်အကြေးတွေကိုအဲ့ဒါစိတ်ကြော်ဖြစ်တာအစကပြောခဲ့တယ်လို့ပဲအင်ဂျီမှာချွေးပင်မဲ့ကြီးပင်မဲ့ဆိုမလျှော်ရအောင်လားမလျှော်ပါဘူးခန္ဓာကိုယ်ပေါ်မှာချွေးပင်မဲ့ကြီးပင်မဲ့ဆိုရေမချိုးအောင်လားမလျှော်ပါဘူးအညစ်အကြေးကိုစင်ကြယ်အောင်လုပ်တာအဲ့ဒီလိုပဲမိမိဘဝမှာလည်းပဲအကုသိုလ်တွေအညစ်အကြေးကိလေသာအညစ်အကြေးအဲ့ဒီအရာတွေကိုကုသိုလ်ရေတရားရေတွေနဲ့အခုတကြံလောကာလတွေမှာ တရားထိုင်တဲ့တရားအထုတ်တယ်ဆိုတော့အဲ့လာတွေကိုဘာလို့လားဈေးကြောတာဟိုတကြံရေပက်တယ်ဆိုတာကခန္ဓာကိုယ်ပေါ်မှာရှိတယ်ဆိုတော့ရေချိုးတယ်လို့ပဲဟုတ်လားခန္ဓာကိုယ်ပေါ်မှာရှိတဲ့ညစ်ကြေးပဲစင်တယ်နှလုံးသားထဲမှာပြင်းဝက်ထားတဲ့အကုသိုလ်တွေကိလေသာတွေကြတော့အတွင်းထဲကအရာတွေကိုစင်ကြတာကကုသိုလ်ရေတရားရေပဲရတကြံတွင်းမှာပက်တဲ့ရေကခန္ဓာကိုယ်ပေါ်မှာကြီးတွေနဲ့ချွေးတွေပဲစင်ကြသွားမယ်အပြင်းစင်ကြတာ တရားနဲ့ကုသိုလ်ကအတွင်းစင်ကြတာအတွင်းစင်ကြဖို့ကအရေးကြီးတယ်နော်မှန်ပါပါဘုရားလူတယောက်ကဒီရုပ်ဘလောက်ချောနေပြီစိတ်မလှရင်ရုပ်ပဲလှပဲစိတ်မလှရင်အလကားပဲလေမှန်ပါပါကြည်အသည်လို့ဖြစ်နေမှာပေါ့မှန်ပါအပြင်းလှပြီးတော့အတွင်းအလကားဖြစ်နေမယ်အရေးကြီးတာကအတွင်းကောင်းဖို့စိတ်ကောင်းဖို့တရားရှိဖို့အရေးကြီးတယ်ဒါကြောင့်အတွင်းထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုယခုလိုတကြံကာလတွေမှာ ကုသိုလ်ရင်းနဲ့စေတရားရင်းနဲ့စေကြောခြင်းသည်အဝတ်ကိုလျှော်ပြစ်တယ်လို့ရေကိုချိုးပြစ်တယ်လို့ပဲတမှုတ်ခြင်းသည်ချိုးရင်နည်းနည်းချင်းချင်းစင်ကြတယ်နောက်ဆုံးရေချိုးပါများရင်ကြီးတွေချွေးတွေစင်ကြတော့တယ်လို့ပဲဟုတ်လားမိမိတို့တဏ္ဍာမှာလည်းကုသိုလ်ရေတရားတွေနဲ့လောင်းချလိုက်ပြီဆိုရင်အားလုံးအဲ့ဒီအရာတွေရာလည်းစင်ကြသွားနိုင်တာပဲနော်အဲမိလက်ခါကအဲ့ဒီတိုင်းကြိုးစားလာတာကြိုးစားလာတော့စိတ်ကိုတင်ငြိမ်အောင်လုပ်တဲ့အာယုန်တွေကိုဖြတ်တယ် ဖြတ်ပြီးတော့ညံတဲ့ပေါ်လာတာတွေကိုရှုတယ်ရှုတယ်ရှုတယ်ဆိုတော့တပြေးပြေးတပြေးပြေးနဲ့အပြက်တွေမြင်လာပြီမြင်မှများရင်မဟုတ်မုံမှများရင်အဲအကျိုးရှိတဲ့တရားဖြစ်သွားလိမ့်မယ်နော်ဟုတ်ပါဘူး gain တရားအထောက်ကြမယ်အရိယာပုတ်ပညာရအောင်မိလကမုတ်စိုးနဲ့အလုပ်ပေးအမှတ်စဉ်၄ဟောကြားပြပါပြီ သူများရဲ့ကျင့်စဉ်နေမှာသူများဒီလိုကျင့်လို့ဒီလိုစင်ကြယ်သွားတယ်လို့ကိုယ်လည်းပဲဒီလိုကြည့်ရင်ဒီလိုစင်ကြယ်နိုင်တယ်ဆိုတာသိဖို့လိုပါတယ်အဲ့ဒီစင်ကြယ်မှုတွေကိုရအောင်ကြိုးစားရမယ်အဲ့လိုကြိုးစားတဲ့အခါမှာအရေးကြီးတာကတော့တမာတိလို့ခေါ်တဲ့အာယုန်တွေကိုဖြတ်တောက်နိုင်ဖို့ကအရေးကြီးပါတယ်အာယုန်ကိုမဖြတ်တောက်နိုင်ဘူးဆိုရင်အာယုန်ကနေဆက်ခြင်းကိုခံနေရရင်အဲ့ဒီအာယုန်တွေကကိုယ်ကို ဒုက္ခပေးတော်မှာဖြစ်ပါတယ်။ဒါကြောင့်အာယုန်နေရဲ့နှိပ်စက်ခြင်းကိုမခံရလေအောင်တမာတိနဲ့တတိဂရိယာတမာတိနဲ့ဖြတ်တော့ပါ။ပြီးရင်နောက်ကနေပြီးတော့ပေါ်လာတဲ့ဉာဏ်နဲ့ပေါ်ရပေါ်ရတွေကိုအပြည့်ပဲဆိုတာကိုရှုပါ။ဒါဆိုယောဂီတို့ရဲ့တန်တာမှာကျင့်စဉ်မှန်သွားမှာဖြစ်ပါတယ်။အညစ်အကြေးတွေအဝိရှော်လိုက်တယ်လို့ရေချိုးလိုက်တယ်လို့တန်ရှင်းစင်ကြဲသွားမှာဖြစ်ပါလေ။ မိလက္ခမုတ်ဆိုးဟာအဲ့ဒီလိုကြိုးစားလာတာဖြစ်တယ်။အဲ့ဒီလိုကြိုးစားလာတော့တရွေ့ရွေ့နဲ့ခရီးရောက်လာတာဖြစ်တယ်။စင်ကြယ်စားနေပြုတ်လာပြီးစင်ကြယ်မှုတွေစလာပြီးတို့ယောဂီတွေလည်းရက်ကလေးရလာတာနဲ့အမြတ်စင်ကြယ်မှုတွေဖြစ်လာပြီးစင်ကြယ်မှုတွေရလာတယ်။အဲ့စင်ကြယ်မှုတွေကိုပို့ပြီးတော့များပြီးတော့စင်ကြယ်မှုတွေကိုပို့လို့နိုင်အောင် ပို့ပြီးတော့ကြိုးစားပါလို့ဒါလေးကို အထူးတတိပေးပါရစေ။ ယောဂီပေါင်းသူတော်ကောင်းတို့ဆက်လက်ပြီးတော့ကြိုးစားပါမပိတ်